Good afternoon, my fellow students. My name is Modujo. I'm here to discuss a topic of Unit 10 vocabulary was related to communication. Unit 10 vocabulary မှာတော့ဒါတို့တမိလို့ communication နဲ့သက်ဆိုင်တဲ့စာလုံးလေးတွေကိုလေ့ကျင့်ပေးဖို့ဖြစ်တယ်။ဆိုတော့ဒီမှာ column A နဲ့ column B နှစ်ခုပြီးထားတာပါเนาะ။ ဆိုတော့ column A မှာရှိတဲ့စလုံးနဲ့ column B မှာပေးထားတဲ့ definition အဓိပ္ပာယ်တွေကိုတွဲပေးရမှာပဲဒါရှေ့မှာလည်းဆရာတို့လုပ်ခဲ့တာဆိုတော့ဒါလေးဆရာတို့အတူလုပ်ကြည့်အောင် so communication ဆိုတာကဒါပြောဆိုဆက်ဆံမှုဖြစ်တဲ့အခါကျတော့ communication ဆိုတာကပြောဆိုဆက်ဆံမှုဖြစ်တဲ့အခါကျတော့ဆရာတို့ဘယ်ဟာဖြစ်သွားမလဲဆိုလို့ရှိရင် the process of expressing ideas and feelings or giving people information တလို့ဖြစ်သွားမှာပေါ့ကိုယ့်ရဲ့ ideas တွေကိုယ့်ရဲ့ feelings တွေပေါ်ပြမယ်သူများကို information ပေးမယ်ဒါ communication ပဲပေါ့ translate ဒီဘာသာပြန်တာဖြစ်တော့ကြောင်းမလို့ဒါ to change written or spoken words into another language ဖြစ်သွားမယ်တခြားဘာသာစကားကိုဒီရေးတဲ့စာပဲဖြစ်ဖြစ်ပြောတဲ့စကားပဲဖြစ်ဖြစ်ဘာသာစကားတစ်ခုနဲ့တစ်ခုအပြန်အသာ translate ပေါ့လေ interpret interpret ဆိုတာကတော့ဒါ ပြန်ပြောပြတာအတိတ်ပဲပြန်ဖော်ပြတော့ translate နဲ့ send ဆိုမှတိတ်မတူ translate ကြတော့ဓာတ်ရိုက်ဘာသာပြန် interpret ကြတော့ solo ရင်းကိုအတိတ်ပဲပြန်ပြောပြတာဘာသာလဲပြန်နေတယ်တစ်ချိန်တည်းမှာ solo ရင်းကိုလည်းအတိတ်ပဲပြန်ပြီးတော့မှဖော်ပြတယ်ဒါကို interpret လို့ခေါ်တယ်ဆိုတော့သူဒီ to translate one language to another as you hear ကိုကြားတဲ့ဘာသာစကားကိုမှကိုကပြန်ပြီးတော့မှပြန်ဖော်ပြတာပေါ့နော်ဒါကို interpret လို့ခေါ်တော့တခါလေလက်တန်းပြောတာပေါ့ translate လို့မျိုးဘာသာပြန်နေတာမဟုတ်တော့ဘူး လက်တန်းပြန်ပြီးတော့အတိတ်ပဲပြန်ဖော်ပြရတာပေါ့ interpret ကတော့ပြောလို့ရှိရင် information ကတော့သတင်းအချက်အလက်ဖြစ်တော့တကြောင်မလို့ဒါပေါ့နော် first or detail about somebody something တဲရောက်ဒါမှမဟုတ်တခုခုရဲ့ facts detail ပေါ့တဲရောက်နဲ့ပတ်သက်တဲ့အချက်အလက်တခုနဲ့ပတ်သက်တဲ့အချက်အလက်ပေါ့နော် informative informative ဆိုတဲ့သဘောကတော့သူဒီဒါ given useful information ပေါ့နော်အရေးပါတဲ့ information တွေကိုပေးတာကိုဒါ informative လို့ဆရာတို့ခေါ်တာ ပြီးွားလို့ရှိရင် interact interact ကကြတော့တယောက်နဲ့တယောက်အပြန်အလှန်ပြောဆိုဆက်ဆံတာဖြစ်တော့ကြောင်မလို့ဒီမှာပေါ့ to communicate with somebody တယောက်နဲ့အပြန်အလှန်ပြောဆိုဆက်ဆံတဲ့ especially when you work လို့တဲ့အချိန် play ကစားတဲ့အချိန် spend time with them တယောက်နဲ့အချိန်ကုန်ဆုံးတဲ့အချိန်မှာပြောဆိုဆက်ဆံတာမျိုးကို interact လို့ခေါ်တယ် conversation conversation ကနှစ်ယောက်တိုင်းစကားပြောတာ informal ပြောတာပေါ့နော် formal ဒီလည်းနဲ့ပြောတာမဟုတ်တဲ့တိုင်းဘယ်လိုသဘောစကားပြောကြည့်တာဆိုတော့တကြောင်မလို့ an informal talk involving a small group of people or only two နှစ်ယောက်တည်းဖြစ်ချင်တယ်ဖြစ်မယ်လို့ Oscilla ဖြစ်ချင်တယ်ဖြစ်မယ် comprehensive ပဲကတော့နားလည်ဖို့လိုတာဖြစ်တော့ကြောင်းမလို့ easy to understand ပေါ့ဒါလေးတွေဆက်လို့တွဲပြီးပြီဆိုလို့ရှိရင်အဲ့ဒီစာလုံးလေးတွေကိုဆက်လို့ဒီမှာ color ချက်ခုရှိတယ်အဲ့ဒါမှာဖြည့်ကြည့်အောင်ညီညီ likes လို့ say လို့ညီညီကတော်ထွက်နေရတာကြိုက်တယ်တရရနေရတာကြိုက်တယ်ဆိုတော့အများကြီးနဲ့ဆက်ဆံမှုမရှိဘူးပေါ့ he does not interact well with other students တခြားကျောင်းသားတွေနဲ့တိတ်ပြီးတော့မှ interaction တိတ်ပြီးတော့ကောင်းကောင်းမရှိဘူးပေါ့ the audience was interested in his presentation အဲ့သူ့ရဲ့ presentation ကိုပရိသတ်တွေကစိတ်ဝင်စားတယ် as it was very blank and entertaining ဆိုတော့ဒီကြောင့်မလို့ဒါဒီသူများကစိတ်ဝင်စားတာဖြစ်တော့တဲ့ကြောင့်မလို့ဒါက informative and entertaining ပေါ့လေအချက်လက်တွေပြည့်စုံနေပြီးသွားလို့ရှိရင် entertaining ဆိုတာကတော့ပြောဒါစိတ်ဝင်စားစားလည်းကောင်းတယ်ပေါ့လေ the brochure ဒီစာတန်းကဒီလက်ကမ်းစာက provides a lot of blank about tourist attraction in this town ဆိုတော့ဒီမြို့မှာရှိတဲ့ tourist attraction တွေအကြောင်းပြောတယ်ဆိုတော့ information မဖြစ်ပါဘူးသတင်းချလက်ပေးတော့ so the brochure provides a lot of information about tourist attractions in this town တလို့ဖြစ်သွားမယ် number 4 the procedure for the experiment was quite brief ဒီစမ်းသပ်ချက်ရဲ့ဒီစမ်းသပ်ချက်ကိုလောက်ရမဲ့အစီအစဉ် procedure ကတော့ quite brief တိတ်ပြီးတော့မရှိနည်းနည်းလေးပဲ but comprehensible ဘာလို့ဆရာကဒီမှာ comprehensive ပြောလဲဆိုနားလည်သဘောပေါက်ဖို့လွယ်တယ်လို့ဘာလို့ပြောလဲဆို every student understood how to do it ကျောင်းသားတိုင်းကနားလည်တယ်ပြောတဲ့ခါကျတော့အင်တာနားလည်ဖို့လွယ်လို့ပေါ့ comprehensive ပဲဖြစ်မှာပေါ့ you should know both languages very well အဲ့တော့ဘာသာစကားနှစ်ခုလုံးကိုတတ်ကျွမ်းဖို့လိုတယ် if you want to translate ပေါ့ဘာသာစကားနှစ်ခုလုံးတတ်ကျွမ်းဖို့လိုတယ်ဆိုမှတော့ဘာသာပြန်ဖို့ပေါ့ translate a text from english to မြန်မာအင်္ဂလိပ်စာနဲ့မြန်မာစာကိုဘာသာပြန်ဖို့ဆိုရင်အင်္ဂလိပ်စာမြန်မာစာကိုတတ်ကျွမ်းဖို့လိုတယ်ပေါ့ no one in our tour group could speak chinese the tourist also တွေမှာတရုတ်စကားပြောတဲ့လူတယောက်မှမပါဘူး so we had to ask the guide our guide ကိုလက်တန်းပြန်ပြီးတော့ရှင်းပြပေးဖို့တောင်းဆိုရတာပေါ့ to interpret for us ပေါ့ i had a long ဘာလည်းမသိသေးဘူး with my teacher the other day အရင်နေ့ကတော့ဆရာမနဲ့ဆရာနဲ့ it was very fruitful fruitful ဆိုတဲ့နေရာမှာအကျိုးကျေးဇူးရှိတယ်ဆိုတော့ဒါစကားပြောတာပဲဖြစ်ပါဘူး i had a long conversation with my teacher the other day ်ဆရာဆမ်းမနဲ့စကားပြောပြတယ်။ It was very fruitful ဒါအရင်အကျိုးရှိတယ်။ Being a good listener သူများပြောတာကိုနားထောင်တတ်ဖို့ good listener ဖြစ်ဖို့သူများပြောတာကိုကောင်းကောင်းနားထောင်တတ်ဖို့ the is a key to effective communication ပေါ့ communication တကူ effective ဖြစ်ဖို့ဆိုပေါ်ဝါကြီးပဲပြောနေလို့မရအောင်သူများပြောတာလည်းနားထောင်တတ်ဖို့လိုတယ်ပေါ့ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီစလုံးလေးတွေကိုနားလည်သဘောမှာလို့ဆက်ယုံကြည်ပါတယ်တပည့်မျိုးတို့ကျေးဇူးတင်ပါတယ်ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမိကုန်းအဖြေနဲ့မှတ်စုတွေကို Pandey Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်။